In marriage, love is not always the root or union. ဒီလက်ထကြတဲ့အခါမှာဆိုရင်တဲ့များသောအားဖြင့်လူနည်းပေါင်းစည်းရတဲ့အကြောင်းရင်းဟာချစ်ချင်းမြတ်တာမဟုတ်နေတဘူးတဲ့ Sometimes တခါတလေဆိုရင် it is death ကိုဘကနေအာပေးစရာရှိလို့ဖြစ်နိုင်တယ် Sometimes it is a lesson အာဒီတခါတလေကြရင်ねဒါကိုဘကနေသင်ခန်းစာတစ်ခုရစရာရှိလို့ဖြစ်နိုင်တယ် Sometimes it is a mirror အာတခါတလေကျရင်အဲ့ဒါကမှန်တစ်ချက်လိုမျိုးပဲ showing everything one refuses to see ဒါကာယကင်ရှိကိုယ်တိုင်ကမြင်ဖို့အတွက်သိဖို့အတွက် refuse အာညှင်းဆုံနေတဲ့အကြောင်းအရာတွေကိုပြသဖို့အတွက် and only sometimes တခါတလေကျရင် it is the path toward liberation လူမြောက်ဖြူလူမြောက်ဖို့အတွက်လမ်းကြောင်းတစ်ခုလေးဖြစ်နိုင်တဲ့ဒါ zen philosophy ဒီတစ်ခုပေါ့အမ် အိမ်တော်ရေးဇလန်တွေစီအများကြီးကြားဘူးတယ်အဲ့လိုမျိုးကြားဘူးတဲ့အချိန်တိုင်းအိမ်တော်ရေးအကန်ကောင်းနေအိမ်တော်ရေးကံကောင်းမှုဆိုတာတော့ပဲနားလည်ပြီးပေါ့ဒီလူနှစ်ယောက်လက်ထပ်တဲ့အချိန်ညာရင်ချစ်ခင်နဲ့တက်တယ်ဆိုတော့စိတ်ခံစားချက်အပြင်ဒီလိုမျိုးဟိုမမြင်နိုင်တဲ့အကြောင်းတရားတွေကြောင့်လည်းလူနှစ်ယောက်ပေါင်းစည်းကြပါလားဆိုတာကိုအခုစီ share လုပ်မယ့်အကြောင်းအရာကိုဟိုနားလည်လာပြီးတဲ့နောက်မှာတိခွင့်ရလိုက်တယ်ပေါ့အဲအခုဒီနေ့စီ sharing လုပ်မယ့် အမြတ်ဝင်မဲ့အကြောင်းအရာကိုဒီ Sun Philosophy ဆိုတဲ့အ YouTube channel ကနေလေ့လာဖြစ်ခဲ့တယ်။အ DVD တွေမှာပြောထားတာကအကြောင်းအရာအရှိကြီးပဲ။ဒါအာကိုယ်တိုင်သွားပြီးတော့အကုန်လုံးကိုစစ်စစ်စစ်လေ့လာလို့တဲ့သူတွေအနေနဲ့သွားပြီးကြည့်လို့ရပါတယ်။အဒီတဲ့ကမှအာဟို မြင်လာတဲ့ဇာတ်လမ်းလေးတွေနဲ့ပြပေးခြင်းနဲ့အဓိကအချက်ကလေးကိုအခုစီစီက English လို့ reading နဲ့လောက်ပြရင်းနဲ့ဒါဒီထဲမှာပါတဲ့ life skill လေးကိုလေ့လာနိုင်ဖို့အတွက်ရည်ရွယ်ရင်းနဲ့ဒီ recording လေးကိုသင်နေပါတယ်။တခုကြိုတင်အသိပေးလိုတာကအခုစီစီမြဝေမယ့်အကြောင်းအရာကဇန်ဗုဒ္ဓဘာသာရဲ့အမြင်ကနေရှုထောင့်ကနေ sharing လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဒါဘာသာအယူဆမတူတဲ့သူတယောက်အနေနဲ့အဲ ဆိုရင်ပေါ့နော်ပြည်တော်မလဲကို့အယူဆနဲ့မတူတာကိုလက်ခံမှုအတွက်ခက်ခဲတဲ့သူတွေသူဆိုရင်လည်းဒါဒီအကြောင်းအရာကိုနားထောင်ရင်လည်းစိတ်အနှောင့်အယှက်ဖြစ်ကောင်းဖြစ်နေတာမို့လို့အာသဘောမချဘူးဆိုရင်ဒါကြော်သွားဖို့အတွက်ကြိုတင်ကြည့်ပြီးလိုပါတယ်ဒါပေမဲ့လည်းကိုနဲ့မတူတာကိုစူးစမ်းလို့တယ်တည်ချင်းစိတ်ရှိတဲ့သူတွေအနေနဲ့လည်း ်ဒါကိုယ့်ရဲ့စိတ်ကိုဖွင့်ပြီးတော့နားထောင်ကြည့်ဖို့အတွက်မြစ်ထားရခန့်ချင်ပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာ calmer ဆိုတဲ့စကားလုံးကိုအများကြီးကြားရလိမ့်မယ်ပါဠိလိုတော့ kamma လို့ခေါ်တယ်ပေါ့အာသူရဲ့အဓိပ္ပာယ်ကကျတော့ action driven by intention ကိုရည်ရချက်တစ်ခုခုနဲ့ထားပြီးလုပ်လိုက်တဲ့အရာကိုပြောတယ်ပေါ့အဲ့ဒီအရာက which in the future uh, which is future consequences the now မှာ အနောင်အောင်ကြတော့အဲ့ဒါကနေကိုယ့်စီကိုဟို leads to future consequences ဆိုတာနောင်ကြတော့အဲ့ဒါနေကိုယ့်စီကိုနောက်ဆက်တွဲတွေဖြစ်လာတာမျိုးပေါ့ဒါမျိုးဟိုဆုလိုပါတယ်ဆိုတော့ပထမအုံဆုံးဇလန်လေးတစ်ခုနဲ့အရင်ဆုံးဖတ်ပြမယ်ပေါ့ဆိုတော့ a man entered the monk's chamber ဆိုတော့ chamber ဆိုတာလိလာကြည့်လိုက်တော့ဒီခမဆောင်လိုမျိုးဒါမှမဟုတ်အခန်းအဲ့လိုမျိုးအတိပဲရတယ်ဆိုတော့စီလီယံဘာသာပြန်ရရင်ဒါဖုံဖုံဖုံနေနေတဲ့ဒီ ဘုံကြီးအမလို့ပြောရမလဲတော့အဘုံကြီးကြောင်ဆောင်ပေါ့ဘုံကြီးကြောင်ဆောင်လေးကိုယောက်ျားတယောက်ဝင်လာတယ်ပေါ့ his face carried lines သူ့ရဲ့မျက်နှာမှာဒီဟိုအရေးအကြောင်းတွေရှိနေပေါ့ not just of age အသက်ကြီးလို့မဟုတ်နေဘူး but of silent suffering သူ့ရင်ထဲမှာခံစားနေရတဲ့အကြောင်းအရာတွေကြောင့်ပေါ့အာဒီ a man he bowed သူကအာဒီ and spoke I married a woman. I thought ကျွန်တော်ဇာတဲ့တပည့်တော်ကဖုံဖုံရောက်တယ်ဆိုတော့ I thought I loved အာသူ့ကိုချစ်ခဲ့တယ်လို့တော့တွေးခဲ့တယ်ပေါ့ Now I feel like a prisoner ဒါပေမဲ့အခုတော့ဒီထောင်ကျနေသလိုပဲ Why would karma tie me to her ဘာလို့ငါရဲ့ကံကြမ္မာကအာသူ့နဲ့ အဲ့အတူရှိနေတာဆိုတော့ဘာကြောင့်ငါတို့တွေရည်ဆက်ပါလာရတယ်လဲဆိုပြီးတော့သူကဖုံးဖုံးကိုရှောက်တင်လိုက်တယ်ပေါ့ The monk answer the ဖုံးဖုံးကနေပြန်ပြီးတော့မိတ်နေပေါ့ because karma does not uh, bind you ဒီမှာ bind ဆိုတာကချိန်အောင်နေဆိုတဲ့အဓိပ္ပာယ်ပေါ့ you to comfort it uh the မိရဲ့ကံကျမကအာဒီ uh, ဒီလူဒီလူနဲ့အိမ်အောင်ပြုလိုက်တယ်ဆိုမိကိုတတောင့်တတဖြစ်စီဖို့ဆိုတာထက်တာယာစီဖို့ဆိုတာထက် it buys you to clarity မိကိုရှင်းရှင်းလင်းလင်းသိချင်သိစီလူတဲ့အရာတစ်ခုရှိလို့ပေါ့အာ marriage is not about finding someone who completes you လက်ထက်တဲ့အိမ်အောင်ပြုတယ်ဆိုတာမိကိုဟိုပြည့်စုံစေမဲ့အဲသူမျိုးကို or it is about meeting the soul or the sewinyin bo or who triggers your unfinished work me ma pi song ge de a lot to khu tawan to go pi song bo twet twi song jin phit par de so the man pause and stone the more stones ra ha tu sit the ma a all be a min tat twar and a be a pause ra tu ba ma pyo sia khana တော့ဘာမှမပြောနိုင်ဘူးပေါ့ no spiritual teacher ဘယ်လိုမျိုးဒီလိုမျိုး spiritual ဆိုဒီ religious အဒီဖုံဖုံနေယဟန်နေပေါ့ဒီဘာသာရေးနဲ့ပတ်သက်ပြီးသင်ပေးတဲ့သူတွေက had never said that ဘသူကမှသူအဲ့လိုမပြောဘူးပေါ့ marriage is not about love ဒီလက်ထက်တွေဆိုတာအာချစ်ချင်းအကြောင်းတရားမဟုတ်ဘူးချစ်အ it's not about love ချစ်တယ်ဆိုတဲ့အကြောင်းမှမဟုတ်ဘူးဆိုတာမျိုးဘယ်သူမှသူမပြောခဲ့ဘူးပေါ့ but the monk continued ဘုံဘောဆက်ပြီးတော့မိတ်ငယ် in this life or another ဒီဘဝမှာပဲဖြစ်ဖြစ်တခြားဘဝမှာပဲဖြစ်ဖြစ် a seed was sown ဒါကဲအကြောင်းဒီမှာ music တစ်ခုကိုပြုခဲ့တယ်လို့အတိတ်ပဲမြင်ပါဒါပေမဲ့ sidion ဘာသာပြန်ရရင်ဒါ तू ကကံတရားတစ်ခုကိုအကြောင်းဒီကံတစ်ခုဖြစ်စီတဲ့အလုပ်တစ်ခုပြုခဲ့တယ်ပေါ့ that seed grew အဲ့ဒီအဲ့ဒီကံတရားကဆက်ပြီးတော့ များအာဒီပါလာတယ်ပေါ့ into a pattern ဒီဘဝတန်တရားအနေနဲ့ that needed a mirror အဲ့ဒီကန်တရားကဒီဟာပြန်ပြီးတော့အာလက်ကိုပြန်ပြီးထင်ဟပ်ဖို့အတွက်ကွာတကူပြုတ်ခဲ့တဲ့အရာကိုကိုယ်စီမှာပြန်ပြီးလက်ခံဖို့အတွက်လိုအပ်လာတယ်ဖြစ်လာတယ် so that mirror appear as your wife အဲ့ဒီကံအကြောင်းတရားကမိရဲ့အမျိုးသမီးအနေနဲ့ပြန်ပြီးပေါ်လာတာပဲလို့မိတယ် In Buddhist philosophy, Buddha Miso Pia Karma Suraga is not just action. Did I action the but also the result of action. Go low like the low ye now ပါတယ်ပေါ့ကာမရာဆိုတာက the experiences we go through are uh, often the results of the sorry the fruits of previous intention ဒီကိုအရင်တုန်းကလုပ်ခဲ့တဲ့ရည်ချင်ရှိရှိလုပ်ခဲ့တဲ့အရာတွေရဲ့ဒါကိုအတိအပွင့်နေပဲနောက်ဆက်တွဲတွေပဲပေါ့ ောချင်တာက you do not just marry a person ကိုဟာလူတယောက်ကိုလက်ထပ်ယူမယ်မဟုတ်ဘူးပေါ့ you marry your past ဒါကိုရဲ့အတိတ်ကံနဲ့လက်ထပ်ချင်းနဲ့ဖြစ်တဲ့ with them ပေါ့သူတို့နဲ့ပါလာတဲ့ the attraction of uh and finished lesson long before ဟိုအရင်နေ့ကတည်းကဒါကိုသင်ယူဖို့အတွက်ကိုသင်ခန်းစာရဖို့အတွက်ကြံရှိနေတဲ့အရာတွေကိုအရာတွေကကိုကိုဆွဲဆောင်လိုက်တာဖြစ်ပါတယ် vows or a chain ဒါနှစ်ယောက်အတူဟိုပြောရမလားဟိုအသက်တည်ဆုံးတဲ့အထိဒီဒီချစ်ခင်ပါမယ်အတူတူရှိပါမယ်တယောက်ကိုတယောက်ကာကွယ်ပါမယ်ဆိုပြီးတစ္ဆာတွေဆိုကြတယ်ပေါ့ the heart feels strong တယောက်နဲ့တယောက် uh hot feels strong so ဒီမှာလေကွန်ဘာသာပြန်လိုက်ရင်ချစ်ခင်ကြတယ်ပေါ့ sometimes irrationally တခါတလေကြာရင်ဒီလူဟာကိုယ့်အတွက်မကိုယ့်ပေါ်ဟိုကိုယ့်ကိုဝမ်းနဲ့နာချင်အောင်လုပ်တယ်ဆိုတည်ဒါပေမဲ့လည်းတည်တည်နေပဲ irrationally ဆိုတာအကျိုးကြောင့်မစီလျော်မှန်းတည်ရနေကို sometimes helplessly to another တယောက်နဲ့တယောက်အဲ့လိုမျိုးအဲ့ဒီလူကိုမေတ္တာတတ်ဝင်မိရတယ်ချစ်ချင်မိရမျိုးဖြစ်ကြတယ်ပေါ့ uh many believe this to be love တော်တော်များများကဒါအာဒါချစ်လို့ပဲအဲ့လိုမြင်ကြတယ် but often တကယ်တမ်းက it is resonance ပေါ့ဒါအတိတ်ကအကြောင်းတရားတွေရှိလို့ပဲအ resonance ဆိုတာကိုယ်စီကိုတံပြန်လာတဲ့အရာ a resonant not from the present လက်ရှိမှာအာလုတ်တဲ့အရာတွေကြောင့်လည်းမဟုတ်ဘူး but from echoes echoes ဆိုတာကကိုက online တဲ့အချိန်ကြာရင်ဟိုဘယ်လိုရမလဲပြန်ပြီးတော့အော် အတန် client တွေထပ်လာသလိုပဲ that originated long ago ဟိုအရင်ကတည်းကနေကိုလိုလိုက်တဲ့အပြုအမူတွေဟာဒါတံပြန်ပြီးကိုစီကိုဟိုဟိုအတန်နောက်ကနေ echo ဆိုတာဘယ်လိုလဲအတန်ဟို client အတန် client တွေပြန်ပြီးရိုက်သလိုပဲဒါကိုရဲ့လုပ်ရက်တွေကကိုဘဝကိုစီကိုပြန်ပြီးတော့ကိုလုပ်ခဲ့တဲ့ຢာရကိုကိုပြန်ပြီးရောပြန်ပြီးရိုက်ခတ်သလိုပဲပေါ့သူအဲ့လိုပြောချင်တာ so in one town ဒါနောက်တဲ့ story လေးပေါ့ Uh, a quiet woman's yan-yi uh, found herself in ex explicitly attracted to a man who made her cry more than smile. sm- smile uh, အဲ့ဒီလူဟာသူ့ကိုပျော်ရွှင်စေတာထက်ပိုပြီးအော်ညာတော့ဖြင့်သူ့ကိုဝမ်းနည်းနာချင်စေတယ်ပေါ့ friends want her to သူတငယ်ချင်းနဲ့လည်းသူ့ကိုတတိပေးရေပေါ့ her mind resisted ဒါပေမဲ့လည်းသူ့စိတ်ကမရဘူးပေါ့ but her heart obeyed uh, an invisible pull against all logic သူအုံနောက်ကနေမှာဒီလူနဲ့လက်ထက်ရင်မပြောရှင်းနိုင်ဘူးဆိုတော့သူတည်တယ်ဒါပေမဲ့လည်းဒါသူစိတ်ကအာဒီပါနေရောပဲသူနောက်ဆုံးတော့လက်ခံလိုက်တယ်ဆိုရှင် married him အဲ့ဒီသူကိုသူလက်ထပ်လိုက်တယ်ပေါ့ as time passes အချိန်ကြီးကြာလာတဲ့အချိန်အာ as time passes ရာတဖြစ်哦ဒီအချိန်သူလက်ထပ်လိုက်တဲ့သူအိမ်တော်တက်တန်တစ်ချောင်းလုံးမှာ she endure betrayal ဆိုတာဒီသူ သူမြူတာသူတစ္ဆာဖောက်တာတွေကိုလည်းသူတီခံရတယ် silent ဆိုတာတယောက်နဲ့တယောက်ပေါ့ဒီရင်ထဲမှာဖြစ်ခဲ့ဖြစ်သူရင်ထဲမှာနာကျင်နေရတယ်ထုတ်မပြောဘဲနဲ့တယောက်တည်းအဲကြိတ်မိခံစားရတာ and coldness ဆိုတယောက်နဲ့တယောက်အေးဆက်တာတွေဒီလိုမျိုးတွေသူအကုန်လုံး and ဒီ endure ဆိုတာတီခံပြီးဖြစ်ကြရတာ she asks herself သူကသူမေးခွန်းထုတ်တယ်ပေါ့ why love felt like a wound ူဒီလူကိုချစ်တဲ့ချစ်တဲ့စိတ်ကဘာကြောင့်ဒဏ်ရာကြီးတခုလိုခံစားရတာလဲ rather than want နေထွေးရလို့မခံစားရဘဲပေါ့ one day she saw a a temple ဒီမှာ south ဆိုရကြတော့ဒီဖះဒီမှာ temple ဆိုဒီဒီဘုန်းကြီးကျောင်းပေါ့ဒါမှလည်းဖះကျောင်းတခုသူသွားတယ်ပေါ့နောက်ပြီးတော့ the old uh, caretaker အဲ့ဒီမှာရှိတဲ့ဒါဒီမှာ old take caretaker လို့ပြောရတော့ဒါအဲ့ဒီမှာဖုံចောင်းနိုင်ဖုံမုံလည်းဖြစ်နိုင်နေယဟန်လည်းဖြစ်နိုင်နေအဲ့လိုပဲပြောထားတာဆိုတော့ဒီယဟန်လို့ပဲဆိုရှင်ယူဆပြီးဘာသာပြန်လိုက်မယ်ပေါ့ listen and set သူပြောတာကိုသူကယင်ဖွင့်တာသူပြောတာနားထောင်ပြီးတော့ပြောတယ် main နေပေါ့ပြောတယ်ပေါ့ so what you call attraction ဆိုတော့ဒီသူ့အနေနဲ့ဒါလူ ဒီလူကိုဟိုနှစ်သက်တယ်ဆိုရယ်ဒီလူကိုဟိုစိတ်ထဲမှာသဘောကျတယ်ဆိုတော့က was recognition not of the soul's beauty အဒီလူအဘက် of his burden ဆိုလိုတာကဒီလူကိုဟိုနှစ်သက်မိတာဟာအသူနဲ့ပျော်ရွှင်ဖို့ဆိုတာထက်ဒါကိုယ်စီမှာဝန်တော့ဝန်ဖို့ဟိုတခုဟိုကိုကိုယ်အနေနဲ့ဒါဟာအခံစားမှုတဲ့အကြောင်းပါလာလို့ဆိုလိုတာကဒီ तू အမှတ်မိနေလို့ဆိုတာထက်လည်းနော် you recognize the one who owed you a debt of pain အာဒီအဲ့ဒီလူကနေမှကိုယ့်စီကိုနာကျင်မှုတစ်ခုပေးစရာရှိနေဒါကိုကိုကမှတ်မိနေတယ်ဆိုတာဒါမှတ်မိနေဆိုတော့အဲ့ဒီအာကိုရစရာရှိလို့ပဲပေါ့ဒီလူကနေကိုယ့်ကိုဒီလိုနာကျင်မှုပေးတာကိုကိုလက်ခံစရာရှိလို့ပဲဆိုလိုတာကပေါ့အတိတ်ပဲ and the universe gave you the front row seat ဒီတော့မိရဲ့အကန့်ကျမကဒီလိုမျိုး to its repayment အဲ့ဒီပြန်ပေးတာကိုလက်ခံနိုင်မှုအတွက်ဆိုလိုတာ သူ့ရဲ့ဘာသာအတိုင်းပြန်မယ်ဆိုရင် front row ဆိုတာအရှိဆုံးကနေထိုင်ကုန်ပေးလိုက်တယ်ဆိုတာမင်းကိုအဲ့ဒီအတွက်ပြန်ပြီးလက်ခံနိုင်ဖို့အခွင့်အရေးပေးတာပဲဒီတော့အမျိုးသမီးကမင်းရဲ့ she asks then am i just meant to suffer ဒီတော့ငါ့အတွက်ဒီလိုမျိုးအိမ်နံပြုတ်လိုက်တယ်ဆိုတာကဒီလိုဝိညာဏခံစားရဖို့ဒီလိုမျိုးဝစ်ကြွေးပါလာလို့ပဲလားဆိုပြီးတော့အာသူကမေးလိုက်တော့ he reply ပြန်ပြောတယ်ပေါ့ no you are meant to awaken မင်းကိုသိစေချင်တာပေါ့ကြီးရဲ့သိစေဖို့အတွက်နားလည်ဖို့အတွက်အတိတ်တရားရစေဖို့အတွက် you are not suffering uh because of him သူကြောင့်မလို့မင်းဒီလိုမျိုးခံစားနေရတာမဟုတ်ဘူးတဲ့ you are suffering because of the attachment The ဒီလိုမျိုးတွေ့တာတာဒီဒီအနှောင့်ဖွဲ့တာတွေကြောင့်မလို့ခံစားနေရတာပေါ့ your commerce still home ဒီဒီလိုမျိုးကြံကြမှာအခုဒီကြံနေသေးတယ် the moment you learn the lesson အဒီဟာကိုကိုကသင်ငန်းစာရလိုက်တဲ့အခိုက်အတန့်မှာ uh, the pain becomes freedom ဒီနာကျင်မှုဟာကိုအတွက်လွတ်မြောက်မှုဖြစ်လာတာပဲတဲ့ some people meet who are perfect ဒီကိုအတွက်ကိုနဲ့အရန်ကိုက်ညီတဲ့သူကိုကိုနဲ့အရန်လိုက်ဖက်တဲ့သူတွေတွေ့ကြတဲ့ for each other တယောက်နဲ့တယောက်ပေါ့ in essence ရအခြေခံအဖြစ်တော့ဒီလိုမျိုးတယောက်နဲ့တယောက်ကြည့်လိုက်ရင်ဒါရုပ်ရည်ပိုင်းဆိုင်ရာရောဒါငွေကြေးပိုင်းဆိုင်ရာရောပညာရေးပိုင်းဆိုင်ရာရောတာမန်သူမျက်လုံးနဲ့ရွေးကြတဲ့အရာတွေရစဉ်တယောက်နဲ့တယောက်ပြည့်စုံနေကြ but not in evolution ဆိုတော့တယောက်နဲ့တယောက် personally ီကိုရီကိုရီကိုသွေးရကိုရီဒီလိုမျိုးအတိညာနေတိုးတက်ဖို့အတွက်ရတော့မဟုတ်နေဘူးပေါ့အာ they might share beautiful moments အာသူတို့နေရအရင်ပျော်ရှင်ရတဲ့အချိန်တွေကိုကုံဆုံးရနိုင်မယ် but marriage အာဒီလိုမျိုးသူတို့ dating လုပ်နေတဲ့ကာလမှာပေါ့သူတို့လက်ထပ်လိုက်တဲ့အချိန်အာဒီလိုမျိုးလက်ထပ်ပြီးတော့ဒီလိုမျိုးနှစ်ရှည်လများအတူတူခရီးသွားဒီလိုမျိုးလက်ထပ်ချင်းစတဲ့ခရီးတစ်ခုအတူတူသွားကြတဲ့အခါမှာ between them သူတို့ကြားမှာ becomes a better feel ခဏခဏရံပွဲတွေဖြစ်လာတယ်ဆိုတော့ the world sees them as a perfect match သူများတွေအမြင်မှာတော့သူတို့ညအရင်လိုက်ဖတ်တယ်ပေါ့ but inside တကယ်သူတို့ရဲ့အိမ်ောင်ရေးတွေမှာသူတို့စိတ်ထဲမှာ it feels like ဘယ်လိုခံစားရလဲဆိုရင် trying to hold water with open fingers လက်ကိုဖြန့်ပြီးတော့ရေကိုဟိုတည်လိုက်တယ်လို့ပဲပေါ့သူတို့ဒီမှာဘာမှကြံမနေဘူးသူတို့နှစ်ယောက်တည်းဒီအိမ်တော်ကြီးဟာဘာမှကောင်းကျိုးဖြစ်မနေဘူးပြောချင်တာက In a quiet retreat ဆိုတာဒီလိုမျိုးတရားထိုင်တဲ့တိတ်ဆိတ်တဲ့နေရာတစ်ခုမှာပေါ့ဒါတတိယ story လေးတစ်ခု and man asked uh zen master ဒီဇန်ဖုံဖုံတယောက်ကိုသူကမေးတယ်ပေါ့ we love each other uh တပည့်အာတပည့်တော်တို့တယောက်နဲ့တယောက်ချစ်ကြပါတယ်ပေါ့ but we fight every day နေ့တိုင်းရန်ဖြစ်နေရဲ့ should i leave ီတော့ဒီအိမ်တော်ကြီးကို तू ကအဆုံးသတ်တဲ့လားပေါ့ तू မေးလိုက်တယ်ပေါ့အာ the master reply ဆိုတော့ဘုံဘုံကပြန်ပြေတယ်ပေါ့ your souls meet um too early မင်းတို့ညတွေ့တာအရန်စောသွားတယ် she is still becoming the person uh who will understand you မင်းကိုနားလေပြီးတဲ့သူတယောက်ဖြစ်လာဖို့အတွက် तू ဟာအခုတည်းဒီဒီလိုမျိုးဖြစ်လာဖို့အတွက် evolve ဖြစ်နေတော့မယ် ဖြစ်လာနေတဲ့ process မှာပဲရှိသေးရေပေါ့မဖြစ်သေးဘူးပေါ့ and you are still shedding person မင်းကိုယ်တိုင်ကလည်းအဲ့ဒီလူတယောက် who cannot uh, accept her ဒီသူ့ကိုလက်မခံနိုင်တဲ့သူတယောက်ကနေတယောက်အဖြစ်ကနေအဲလက်ခံနေသူတယောက်ဖြစ်လက်ခံနိုင်တဲ့သူတယောက်ဖြစ်ဖို့အတွက် shedding ဆိုတာက living ပေါ့လက်မခံနိုင်တဲ့သူကနေလက်ခံနေသူတယောက်ဖြစ်ဖို့အတွက်သူ့ကိုယ်တိုင်ကလည်းအခုမှ process တစ်ခုမှာပဲရှိသေးရေလက်ခံနိုင်တဲ့အဲ အဲဒုတိယမဖြစ်လားဆိုတော့တယောက်နဲ့တယောက်လက်မခံလက်ခံနိုင်တဲ့အနေအထားမှာမရှိကြသေးဘူးတယောက်နဲ့တယောက်ကသင်ငန်းစာတွေယူနေကြတော့မယ်ပေါ့ဆိုတော့ you met in love တယောက်နဲ့တယောက်တော့ချစ်ကြတယ် but not in readiness အချိန်အအချိန်မှန်မှန်မှုအချိန်အချိန်ကောင်းအချိန်ကောင်းဆိုရတဲ့ readiness ဆိုတာလေတယောက်နဲ့တယောက် timing မကိုက်ဘူးလို့ပြောချင်တာ Uh, timing in commerce is everything. So, Genjima Dakuma, timing up, ya alum me. Two souls may be perfect, They only dia got a loma piso nili me. But if one is still evolving, they oh. are gonna or ကိုနဲ့ကပ်ညီတဲ့တကယ်ကပ်ညီသူတယောက်ဖြစ်ဖို့အတွက် evolving ဆိုတာကအခုမှတိုးတက်နေတုန်းပဲအခုမှပြောင်းလဲနေတုန်းပဲတည်ယူနေပုံပဲဆိုရင် while other is ready တခြားတယောက်ကတော့ ready ဖြစ်နေအချိန်မှာပေါ့ the harmony breaks from a zen view ဇန်ရဲ့အမြင်ရဆိုရင်ဒါဒီလူနှစ်ယောက်ဟာဒါမလိုက်ဖက်ဘူးမကပ်ညီဘူးပေါ့ uh it is not in order to meet the right person ဒီလိုမျိုးဟိုဒီလိုမျိုးဆိုရင်ပေါ့ဒီ ဒီကိုနဲ့ life ဖက်ညီသူတယောက်အတွေ့ဖို့အတွက်ဒါမပြည့်စုံသေးဘူးပေါ့ both must be equally empty of ego ဟိုလူမျိုးကိုနဲ့လုံးဝ life ဖက် harmony ဖြစ်တဲ့သူတယောက်နဲ့တွေ့ဆုံဖို့ဆိုရင် both must be equally empty of ego ဆိုတာဒီနှစ်ယောက်လုံးဟာအအတ္တရီကင်းစင်ရမယ် and full of presence အဆိုရတာက ဖိုလပ်အပရီဇန်ဆာဆိုလိုတာကဒီကိုယ့်ရဲ့ဟိုဘယ်ရောမလဲလက်ရှိပစ္စုပန်မှာကိုကရှင်းတမ်းပြီးတော့ဒါကိုယ့်ရဲ့လိုအပ်ချက်တွေကိုဟိုတိပြီးတော့ဒါဒါတွေကိုကြောင်းလဲဖို့အတွက်ကိုဟာဟောဒီစိတ်ကိုလိုစိတ်ကလိုလာတဲ့သူ open ဖြစ်တဲ့သူအဲဒီလိုမျိုးဖြစ်ရမယ်ပေါ့နှစ်ယောက်လုံးကနေမှဒီလိုမျိုးရှိရမယ်လို့ပြောတယ် The true purpose of a spiritual partner in the deepest sense uh, ဒီ spiritual partner ဆိုတယောက်နဲ့တယောက်ဒီလိုမျိုးဒီ spiritual လို့ပြောရင်ကအာဗမာလိုစီလျောင်ဘာသာပြန်ရင်ဒီကိုယ့်ရဲ့ဒီအတိညာလားဒီကိုယ့်ရဲ့ဒီဘာသာရေးဘာသာရေးအရဆိုတာတည်းဒီမှာကြာလင်ဒါကိုယ့်ရဲ့အတိညာနေအတွက်လဲတိုးတက်ဖို့အတွက်အဲဒီလိုမျိုးမှန်ကန်တဲ့အဲ partner တယောက်ပေါ့ဘဝလက်တွဲဖို့တယောက်ဆိုရင်အာ in the deepest sense တကယ်တကယ် လင်းနေနေနဲ့ဆိုရင် marriage is not about companionship ပေါ့ဒီအိမ်တော်ပြုတယ်ဆိုတာကတယောက်နဲ့တယောက်ဒီလက်အော်ဒီတယောက်နဲ့အဖို့ပြုဖို့ပေးဖို့ပဲမဟုတ်ဘူးပေါ့ it is about reflection reflection ဆိုတာကဒီကိုယ်ကိုပြန်ပြီးတော့တုံးတက်ကိုယ့်ကိုယ့်ရဲ့လိုအပ်ချက်တွေပြန်ပြီးမြင်နိုင်ဖို့ပြန်တုံးတက်နိုင်ဖို့ပဲဒါ တကယ် deep sense of marriage ပေါ့တကယ်အနှစ်သာရ a spiritual partner က is not someone who agrees with you အာဒါ spiritual partner တယောက်ဆိုရင်ဒါကိုကိုကိုပဲအမြဲတမ်းလိုက်လျောပြီးနေတူမဟုတ်ဘူးပေါ့ but someone who helps you see your shadows shadows are ကိုရဲ့အရေးတွေဆိုလိုတာကကိုမှရှင်လိုအပ်ချက်တွေအေကို ညီနိုင်အောင်ကူညီပေးတဲ့ true partners တကယ်မှန်ကန်တဲ့လက်ထွက်လက်တွဲဖို့ဆိုတာ do not just soothe your wounds ကိုယ့်ရဲ့ဒဏ်ရာတွေကိုပဲဟိုပြတ်အောင်ကိုယ်ဒီတိုင်းနှစ်သိမ့်ပေးတာပေးရဒူတက်တက်ပဲမဟုတ်ဘူး they reveal them ကိုယ်မှရှိနေတဲ့လိုအပ်ချက်တွေကိုလည်းမြင်အောင်သူတို့ကပြပြပေးရပေါ့ one day ဒါနောက်ဆုံး story လေးပေါ့ a monk shared this parable parables ရာအာဒီတကယ်အေး story ုံမြင်မယ်အဲ့ story ထဲမှာတကယ်လူတွေတော့မဟုတ်ဘူးဒီလိုမျိုးအရာဝတ္ထုတွေကိုလူတွေလိုမျိုးဟိုဟိုဒီတင်စားပြီးတော့ပြောတဲ့ story လေးတခုပေါ့ Uh, a candle married the wind ဖျောင်းနိုင်လေးကလီနဲ့လက်ထပ်လိုက်တယ် the wind of လီရမီးရဲ့ပေါ့ will you love me even when i blow you out အာငမင်းကိုလီနဲ့မှုတ်ထုတ်လိုက်ပြီးတော့ဒီသူရဲ့ မီတော့ကလေးညင်းသွားရင်တော့မပေါ့မင်းကအချစ်အုံးမလားလို့သူကမေးရဲ့ the candle set အဲ့တော့ဖျောက်နိုင်တဲ့ပြန်ပြေ yes that bored for only in darkness ဒါလို့အမောင်ထဲမှာမ well i know oh sorry ဒီမှာစေ the strength ဖြစ်ရမှာ uh the strength of my own flame ဒီငါငါရဲ့မီတော့ရဲ့အခွန်အားကိုပေါ့ uh ဒီငါမီတော့ကဘလောက်အော်ခွန်အားရှိတယ်လေတတ်မှတယ်လေ လောက်တန်ဆွမ်းတယ်လေဆိုတာကိုအမောင်ထဲမှာမှငါမြင်နိုင်ပါလေတဲ့ဆိုတော့ the monk uh then said to his student ဒီပုံပုံကဒါသူ့ရဲ့တပည့်တွေကို now like you သင်ပေးရမ this is the essence of karmic marriage ဘာ the karmic marriage ဆိုတာစီလျံဘာသာပြန်ဖို့ရစကလုံးရှာဖို့ခက်လို့ဒီတကယ်မှန်ကန်တဲ့ဒီကံကြမ္မာတွေချင်းအောင်ဒီ karmic marriage ဆိုတာဒီမှန်ကန်တဲ့လက်ထပ်မှုလို့ပဲဘာလဲပဲ yeah ဒီတကယ်အတိတ်ပဲအစ်စ်အမှန်ပေါ့ you do not marry someone to complete you ပေါ့နောက်ကိုဟာလူတယောက်ကိုကိုဟိုကိုရဲ့လိုအပ်ချက်တွေဖြည့်ဆည်းဖို့အတွက်ပဲအဲကိုဘဝပြည့်စုံဖို့အတွက်ပဲဒါလက်ထက်တာမဟုတ်ဘူး you marry so that uh you may know your own completeness ဒီတကူမှာရှိတဲ့အဲ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုတည်ပြီးပြုပြင်ရင်းနဲ့ကိုကပိုးပြီးတုတ်တက်တဲ့ဒုတိယဖြစ်လာဖို့အတွက်ဒါကိုဟာလက်ထက်ချင်းဖြစ်တယ်။အာဒီ from the buddhist lens ဗုဒ္ဓရဲ့အမြင်အရဆိုရင် everything is impermanent ဘယ်အရာမှမမြဲတယ်လို့ including relationship ဒါလူနှစ်ယောက်ဆက်ဆံရေးတည်သူပဲ but what is gain through the relationship ဒီလူမျိုးလူနှစ်ယောက်ဆက်ဆံရေးကနေဘာတွေရနိုင်လဲဆိုရင် can be eternal ဒါကိုတဘောကလုံးစာအာ ဒီ relationship ပြီးအနေကိုရလာတဲ့အရာတွေကကိုယ့်တဘောအလုံးစာဖြစ်နိုင်နေတဲ့ if it awakens wisdom ကိုယ့်ရဲ့အုံနောက်ဒီကိုယ့်ရဲ့အသိဉာဏ်တွေကိုပွင့်စေတဲ့အရာတွေဆိုရင်ဒါကိုယ့်တဘောအလုံးစာကိုယ်ဒါကိုယ်တန်တရားဖို့ဟိုအဲ့ဒီဟာတွေကတန်တရားတစ်ခုလုံးစာမှာဒါကိုယ်ကအဲ့ဒီအသိဉာဏ်ရတာမှဖြစ်ပါလေ the high highest purpose of marriage ဒီလက်ထချင်းရဲ့အမြင့်မဆုံးရည်ချက်က is liberation လွတ်မြောက်ခြင်း not from each other ဒါလူတစ်ယောက်နဲ့တစ်ယောက်စီကနေလွတ်မြောက်ခြင်းမဟုတ်ဘူးဟိုတန်ရောစီနေကနေလွတ်မြောက်ခြင်းမဟုတ် but from illusion တော့ကိုမှားရင်းစာတိထားတဲ့အရာတွေကနေအမှန်တွေကိုသိပြီးရောလွတ်မြောက်ခြင်းပေါ့ the right partner in karma ဒီလိုမျိုးကာမအရာတော့ဒီကံကြမ္မာဆိုတာထက်ဒီလို karma လို့ပဲပြောလိုက်ပါမယ်အဲ့ဒီအရာတော့ပေါ့ right partner မှန်ကန်တဲ့ဘဝလက်တွဲဖို့ဆိုတာ it's not who makes you comfortable ကိုဘဝကိုတက်တောင့်တတာကိုဟိုစိတ်တက်တတာ the the PC they do beam how good but who makes you conscious Google a DDIA so they do ending the karmic loop with grace the new game can jama the can the can ju jong can the ya de go the new with grace so that the gong gong mo mo the the ko song tan nai a kuni pe de do bo some marriages are not meant to last the chu let mu de ha uh မမြဲသွားဘူးပေါ့ that doesn't mean they feel အဲ့ဒီအရာတွေကပျက်စီးသွားတယ်ရှုံ့နေသွားတယ်ဆိုတဲ့အသိပ္ပယ်မဟုတ်ဘူးတဲ့ it means ဆိုလိုတာက the karma completed အဲ့တို့ဤတင်းတို့ရဲ့ကံတရားကပြီးဆုံးသွားပြီဤပေါ့ပြီးသွားပြီပေါ့အာ a woman came to a zen garden ဒီအမျိုးသမီးတယောက်ကဒီ zen ဒီဖုံးဖုံးနေ design gardens ရာကစံဒီဇန်ဖုံးမှုနေရှိတဲ့ကျောင်းဆောင်ကိုလာတယ်ပေါ့ဘုန်းကြီးကျောင်းကိုလည်းပြောရပါ့ set i stay in my marriage သူကပြောတယ် even when i dine inside သူဆိုလိုတာကသူစိတ်ထဲမှာလုံးဝမပြောရှင်းမိမဲ့လေလုံးဝတိတ်ဆုံးနေမိမဲ့လေသူလုံးဝအာစိတ်ဆင်းရဲနေမိမဲ့လေဒါသူသူ့ရဲ့ဒီလက်ထက်ချင်းကို သူအိမ်တိုင်းကသူမစွန့်လို့ခဲ့ဘူးပေါ့သူအဲ့မျိုးသားနဲ့သူမကွဲကွာခဲ့ဘူးပေါ့ was that noble ဒီတော့သူဟာမြင့်မြတ်တဲ့အမျိုးသမီးလားအဲ့လိုမေးလိုက်တဲ့အချိန်ကျတော့ the old teacher whisper the ဒီဖုန်းဖုန်းကပြန်မိတ်နေပေါ့ that was attachment ဒါဟာဒါကိုယ့်ရဲ့ဒီဆွဲလမ်းမှုပဲ wearing a mask of loyalty တိစာရှိတယ်ဆိုပြီးရောအယောင်ဆောင်လာတဲ့ဆွဲလမ်းမှုပဲအဲ့တော့ she wept အဲ့ဒီအမျိုးသမီးကငိုတယ်ပေါ့ Um, the teacher placed a lotus in her hand. The pompon ga di tuye any mutami and let him javanli or timbilate and said, You read lotus bloom not in clear water. Javanli suda, genie jirema, bampuinam put bat in mud. Shuni dema, shuni ne nauni, a jirema, okay, but your mare, oh, puin him, sorry, your marriage uh, was the mud. မင်းရဲ့လက်ထပ်မှုဆိုတာကရွှွင့်ရည်လိုပဲ your healing is the bloom အဲ့မဲ့မင်းရဲ့ဒီလိုမျိုးဘယ်လိုပြောမလဲ healing ဆိုတာကအဲ့ဒီ marriage အနေမှာသူရတာ ਨੇ စိတ်တန်ရာတွေကနေသူဟိုအဲ့ဒါတွေကနေသင်ငန်းစာရလာတဲ့ဟာအဲ့ဒီစိတ်တန်ရာတွေကုစားနိုင်ခြင်းက is the bloom အာဂျာပန်လေးပွင့်လာတာပါပဲ ဆိုတော့ဒီ story လေးရနေဒါအိမ်တော်ကြီးအပြင်စီရှိနေနေဘာတင်ငန်းဆိုင်လာလဲဆိုရင်ကိုဘေးမှာရှိတဲ့သူတွေတိုင်းပေါ့အာဒီကိုကကိုနေလုပ်ငန်းကွင်မှာရှိတဲ့သူတွေကိုမိသားစုတွေဒါကိုဘဝမှာကြုံရတဲ့ life အာဘဝရဲ့အနေနဲ့ အတက်ကြတယ်ဒါတွေအကုန်လုံးမှာအာကို suffer လုပ်ရတဲ့ကိုခံစားရတာဟာဘာကြောင့်ငါမှဒီလိုဝေဒနာခံစားရလဲဘာလို့ငါမှမအာကန်ဆိုးတယ်လို့ယူဆကြရ right နောက်ပိုင်း DVD ကိုနားထောင်ပြီးတော့ဒါဒီလိုမျိုးအကြောင်းတရားလေ့လာလိုက်တဲ့ချိန်မှာဆိုရင်အိုးဒါတွေဆိုတာငါ့ကိုသင်ခန်းစာပေးတာပဲငါ့အတွက်ဒါတွေလက်ဆောင်နေပဲငါ့အတွက်ဒါဟာ freedom တွေကိုပေးတဲ့ဒါ DIY ကဒီအရာတွေနဲ့ငါသင်ယူနိုင်ရင်ဒါငါဟာဒီ ဒီသင်ငန်းစာရဲ့ငါဘဝလွတ်မြောက်စီမှာပဲဆိုတာကိုမြင်လာဒီလိုကနေငါရဲ့အရင်ဘဝအရင်ကနေကိုငါပြုတ်ခဲ့တဲ့ကံတရားအကြောင်းတွေဒီမှာအဆုံးသက်သွားတာပဲဆိုပြီးသူကြီးဒါကိုကိုကိုတခြားအကြောင်းရင်းနဲ့လည်းဆက်ဆက်ပြီးလဲဒီလိုမျိုးကောင်းနေမှာပေါ်လာတယ်ပေါ့ဆိုတော့ the suffering ဘဝမှာဆိုရကြုံရတဲ့ suffering တွေနာကျင်မှုတွေဆိုတာက enlightenment ကိုရဲ့ဟိုအတိဉာဏ်နဲ့ပြည့်မှုပဲပေါ့အာဒါတွေဒီလိုမျိုးအတိဉာဏ်နဲ့ပြည့်ပြီးသင်ငန်းစာရောက်သွားတာကဒါ ိုလိုမျိုးဒီလိုဆက်ပြီးတော့ဖြစ်စီမဲ့ကံကြိုးအကြောင်းတရားတွေရပ်တန့်သွားခြင်းပဲပြီးဆုံးသွားခြင်းပဲဆိုတော့ပြီးရင်လည်းမြန်မာမှာလည်းကြီးကြီးအဲလူကြီးတွေပြောတာကြားဘူးတယ်ပေါ့ the new ပေးတဲ့သူကပြည့်သူကအစ်စ်အဲလက်ခံရတဲ့သူဟာအဟောင်းပေါ့ဒီလိုမျိုးပေါ့ဆိုတော့အာဒီနောက်ဆုံးမှာကြီးပါကုကုကုသင်ယူမိလဲဆိုရင် i forgive all those who made a mistake um uh sorry ဒီမှာလဲအမ spelling mistake ဟို mix state မှာ spell လေးမှားသွားတယ်အာကိုကိုသူများကနေမှအာနာကျင်စီတဲ့အရာတွေကိုပေါ့အမားလုံးရရှိနေကွာသူတို့တွေအားလုံးကိုခွန့်လွတ်တယ်အဲကိုကိုရိုင်းကလည်းကိုရှင်တနေတဲ့ရှောက်မှာသူများတွေအပေါ်အော်အမားတွေပြုလုပ်မိတာရှိနေအဲကိုကိုကိုလည်းခွန့်လွတ်ပါတယ်ဆိုပြီးတော့ဒါကိုကိုပြောမိရေပေါ့ဆိုတော့ဒီနေ့မှာတော့ ဒါဆူရှိအခုဒီအကြောင်းအရာနဲ့ပတ်သက်လို့ဆူရှိစူးစမ်းပြီးတော့ဆူရှိနားလေတဲ့လုံးဟိုနားလေရလွယ်အောင်အဓိပ္ပာယ်မှန်ကန်အောင်ဖျက်ပြခဲ့ပါတယ်သူ့ဝိမဲ့လေလိုအပ်ချက်တွေရှိကောင်းရှိပါလိမ့်မယ်အကယ်၍ဒီလိုအပ်ချက်တွေရှိနေခဲ့ရင်မှားယွင်းမှုတွေရှိခဲ့ရင်နားလေခွင့်လွှတ်ပေးဖို့အတွက်မေတ္တာရက်ခံလိုပါတယ်ဒီလိုအပ်ချက်တွေကိုတဖြည်းဖြည်းချင်းစီလေးလာတင်ယူရင်ပြုပြင်ရင်ပိုကောင်းတဲ့ဗီဒီယိုတွေဖန်တီးနိုင်ဖို့ကြိုးစားနေပါတယ် Thank you so much for watching and I will see you in the next video bye bye